င်္ဂလာပါဒီနေ့ကတော့ဟလာအဲကျမတို့ရဲ့ဒီ Cherry IGCSE Academy မှာဖွင့်လှစ်ထားတဲ့ ESL EFL အတန်းအကြောင်းလေးကိုပြပြချင်ပါတယ်ဆိုတော့မိမိဟာဟလာ ESL သို့မဟုတ် EFL ဖြေရတော့မယ်ဟလာဖြေဖို့အတွက်ပေါ့နော်26မှာ2026မှာအဲဒီ exam target ပေါ့နော်ရှိတယ်ဆိုလို့ရှိရင်အဲကျမတို့ရဲ့ဟလာ ဒီ Cherry IT Sales Academy မှာ ESL EFL အတန်းတွေကိုဘလို့ဖွင့်လှစ်ထားတယ်လဲဆိုတာလေးကိုအချမ်းဖြင်းလေးပြပြပေးသွားပါမယ်။ဆိုတော့ကျမတို့စီမှာပထမတစ်ချက်အနေနဲ့ one on one တက်ရောက်ရမှာဖြစ်ပါတယ်။ဆိုတော့ကျောင်းသားတိုင်းကမိမိ flexible ပေါ့နော်မိမိ adjust လုပ်ခြင်းနဲ့အချိန်ကိုညှိပြီးတော့မှတက်လို့ရမှာဖြစ်ပါတယ်။ပထမတစ်ချက် one on one အတန်းဖြစ်ပါတယ်။နောက်တစ်ချက်ကကြတော့ regular အတန်းနဲ့ intensive အတန်းဆိုပြီးတော့နှစ်ခုခွဲထားပါတယ်။ဆိုတော့မိမိက regular အတန်းပုံမှန်ပေါ့နော် အဲပုံမှန်လေးအတန်းတက်သွားမယ်ဆိုလို့ရှိရင် regular အတန်းကိုတက်လို့ရပြီးတော့မှ summer ကနီးနေပြီဟလာ o question practice တွေလုပ်ခြင်းနဲ့ feedback အဓိကယူခြင်းနဲ့ဆိုလို့ရှိရင် intensive အတန်းကိုတက်လို့ရမှာဖြစ်ပါတယ်ဆိုတော့ဒါမိမိရဲ့ရှိနေတဲ့အချိန်ရဲမိမိတက်ခြင်းနဲ့ပုံစံပေါ်မူတည်ပြီးတော့ regular နဲ့ intensive ဆိုပြီးတော့မှနှစ်မျိုးခွဲထားပေးတာဖြစ်တဲ့အတွက်ရွေးချယ်လို့ရပါတယ်နောက်တစ်ခုကကျမတို့စီမှာ mock test ကို free နှစ်ကြိမ်စစ်ပေးပါတယ်သင်တန်းဘက်ကနေဆိုတော့ mock test နှစ်ကြိမ်ပေးတဲ့အခါမှာ bar feedback ပေးပါတယ်လို့အပ်တယ်ဘလို့ပြင်ရမယ်ဆိုတဲ့အချက်တွေကိုအသေး ၄စိတ်သင်တန်းကနေလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီဟာကတော့ regular မှာလဲ mock test နှစ်ကြိမ်အ intensive မှာတော့ပို့ပြီးတော့မှပို့များပါတယ်။ကိုအလုံနိုင်လုံနိုင်တဲ့လောက်ကိုသင်တန်းဘက်က push လုပ်ပေးရပေါ့နော်။ဒါတော့ intensive အတန်းမှာဆိုလို့ရှိရင်ပေါ့နော်။ဆိုတော့ အဲခုနကပြောသလိုပဲပေါ့နော်မိမိဟာဟာလား ESL EFN နဲ့ပတ်သက်လို့ private guide လိုမျိုးလဲလိုချင်တယ်သင်တန်းကြီးရလဲအများကြီးမကြချင်ဘူးတင့်တင့်နဲ့သင်တန်းကြီးပဲဖြစ်တယ် online အတန်းကိုလဲရှာနေတယ်အချိန်လဲနှိမ့်လို့ရမယ်ဟာလားအချိန်နှိမ့်တက်လို့ရမယ်ဆိုတော့သင်တန်းမျိုးကိုရှာနေရဆိုလို့ရှိရင်တော့ကျမတို့ရဲ့ဒီ ICSC Academy ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်